တာသမီအလေးမပိုင်ဆိုင်ခြင်းဒါလေးကိုနားထောင်ကြည့်လိုက်ပါကျွန်တော်ကယောက်ခမအိမ်မှာလိုက်နေရတဲ့သမတ်တယောက်ပေါ့ဒီနေ့မှာတော့ဇနီးတရဲ့လဝါးတစုံဟာတာလေးရဲ့ကြောပြင်အထက်မှာရောက်သွားပြီတာဖြစ်သူကိုရိုက်လို့ဗဇက်ကလည်းစကားကြီးတွတ်တွတ်နဲ့ပြောနေရှာတာပေါ့သူမရဲ့ဖခင်ကြီးကကြားတော့အခန်းထဲကနေထွက်လာပြီဟမ်ဟဲ့သမီးဘယ်နဲ့မြီးလေးကိုတအားရိုက်နေရတာလဲခွေဒီလိုပါအဖေ သမီးရေချိုးသွားတဲ့ကျဲမှန်တင်ကုန်ပေါ်မှာပတ်စံလေးတစ်ထောင်နဲ့တည်းရချထားခဲ့တယ်။ဒီနားမှာလည်းသူတယောက်ထဲပဲရှိတာ။မေးတော့လည်းမယူဘူးပဲအတင်းညင်းပြီးလိမ့်နေတယ်။ဒီငွေကိုသူမယူလို့ဘယ်လိုယူမှလဲအဖေရဲ့။ဒါနဲ့ရှာလိုက်တော့သူ့စီကတွေ့တယ်အဖေ။ဖြစ်ချောင်းကုန်စင်ကိုတေးချတိလက်ရတဲ့အဖေကသူ့သမီးကိုအခုလိုစုံမစကားလေးပြောပါတယ်။သမီးရဲ့မြေးလေးကိုအခုလိုရိုက်လိုက်တော့လေမာသွားရောလား။ ဒီမဲ့သမီးမိခင်နဲ့ဖခင်ဆိုတဲ့စကားသူ့မှာအတိတ်ပဲရှိတယ်မိခင်ဆိုတာမိမိရရထိထိမိမိချစ်ချင်နာနာခင်ခင်မင်မင်နဲ့ဒါသမီးကိုလိမ်မအောင်တွင်တင်ဆုံးမရမယ်ဖခင်ဆိုတာကဖေဖေမမနွေနွေထွတ်ထွေချစ်ချစ်ခင်ခင်ဖြစ်အောင်ဒါသမီးတွေကိုလမ်းပြနေထိုင်နိုင်ရတယ်ဒါသမီးတယောက်ကမိဘတယောက်ကိုချစ်တာနဲ့ကြောက်တာမတူဘူးနော်သမီး ကြောက်တယ်ဆိုတာသရေဆန်ဖို့လို့ကြောက်တာဒီတော့သမီးအနေနဲ့ကိုကိုကိုသရေဆန်တကောင် အဖြစ်ခံမလားဒါသမီးကကြောက်တယ်ဆိုတာထက်ချစ်တက်အောင်တင်ပေးပါဘာဖြစ်လို့လဲဆိုတော့လူဆိုတာကြောက်ရင် လိန်နဲ့အဆင့်ထိရောက်သွားတတ်တယ်နော်သမီးလိန်မှာများတော့မယုံကြည်ခြင်းတွေတန်လျာစိတ်တွေဝင်လာမယ်လောကမှာမိဘကသာသမီးကိုမယုံသာသမီးကမိဘကိုမယုံကြည် ဇနီးတဲ့ကခင်မိုးကိုမယုံခင်မိုးတဲ့ကသူဇနီးကိုမယုံကြည်ဆရာကတပည့်ကိုမယုံတပည့်ကဆရာကိုမယုံကြည်ဇေဝဲသူကဇေယောင်းသူကိုမယုံဇေယောင်းသူကဇေဝဲသူကိုမယုံကြည်အစိုးရကပြည်သူကိုမယုံပြည်သူတွေကအစိုးရကိုမယုံကြည်တော့ဘူးဆိုရင်ဒီမယုံကြည်ခြင်းတွေရဲ့နောက်ကပါတန်ရာစိတ်တွေပါလာပြီးနောက်ဆုံးမလိုလားအပ်တဲ့ပြဿနာတွေများစွာဖြစ်နိုင်တယ် တရေချပါသမီးဒါကြောင့်ဘယ်အရာကိုမှမလဲမိစင်နဲ့ဟမ်မဆောင်မိစင်နဲ့ယူသားပွင့်နေစွာပြောဆိုပါငါမြေးလေးကိုမရိုက်ပဲသမီးကအခုလိုလေးပြောကြည့်ပါလားတားလေးရေဒီနားမှာမေမေငွေလေးတစ်ထောင်ချထားတယ်တတမငြင်းမိဘူးလားသူကမတိအောင်ယူထားတယ်လို့သမီးရဲ့စိတ်ထဲမှာထင်နေရင်တားလေးရေဒီပစက်ဟာတားလေးကြောင်းသွားရင မေမေကမဘောပေးကိုခြာထားတာနော်အဲ့ဒီအခါတားလေးကပြောလာတယ်ဟုတ်ကဲ့မေမေတားလေးမေမေမသိအောင်ယူထားမိတယ်လို့ဖြေမယ်ဒီရောမှတားကိုအခုလို့စုံးပါပါတားလေးနောက်ဆိုမေမေမသိပဲတင်များပစ္စည်းတွေကို မကန်ရဘူးနော်မယူရဘူးနော်သူတပားပစ္စည်းကိုယူရင်ငရဲကြီးတတ်တယ်မေမေကတားလေးငရဲကြမှာမလိုလားလို့ပါဆိုပြီးအပြစ်ပြပြီး ပြောဆိုဆုံးမလိုက်ရဲ့နောက်ဆိုဒီမြီးလေးဟာလိမ်မာဆိုလို့မလိမ်တော့ပဲကြီးတဲ့အထိလိမ်မာသွားနိုင်တယ်နော်အဖေပြောတာသမီးလက်ခံရလားဟုတ်လက်ခံပါတယ်ဖေဖေနောက်ကိုမှတ်ထားသမီးကိုယ့်ရဲ့သားသမီးကိုကောင်းစေခြင်းရယ်ဘယ်တော့မှလူတွေကြားထဲမှာသားသမီးကိုမကောင်းမိစေနဲ့အပြစ်မပြောမိစေနဲ့မယိုင်းမိစေနဲ့ ူတို့ကိုလိမ္မာစေခြင်းရဲ့ကိုဖြစ်ခြင်းတဲ့ပုံစံလေးတွေကိုမိဘနဲ့သားသမီးနှစ်ယောက်တည်းရှိတဲ့အချိန်ကျမှမေတ္တာစိတ်နဲ့ဆုံးမပြီးပါနောက်ပြီးလူရည်ရဲ့ရှေ့မှာဒီသားဒီသမီးတွေလိမ္မာတဲ့အကြောင်းတော်တဲ့အကြောင်းလေးတွေညံ့များပြောပြပါဒါဆိုသူတို့အမြဲတမ်းလိမ္မာသွားလိမ့်မယ်သမီးဟုတ်ကဲ့ပါပြပြသမီးကိုယ်စိတ်ကိုမထဲမိပဲသားလေးကိုကြောက်အောင်ရိုက်မိတယ်နောက်ဆိုတတိထပ်ပြီးဆုံးမပါမယ်ပြပြ ကျွန်တော်လဲဘေးနားကနားထောင်ပြီးဝင်နေတဲ့သားလေးကိုရင်ဝင်လေးနဲ့ထည့်ပြီးသူ့တိတ်ပင်းနေမိပါတယ်။စိတ်ထဲကနေပြီးအဖေရဲ့ဆုံးမစကားလေးတွေပေါ်မှာသဘောကျနှစ်သက်ပြီးချီးကျူးမိပါတယ်။လောကထဲမှာရှိတဲ့မိခင်ဖခင်များအားလုံးဇရနာထိုက်တဲ့တာကောင်းဇရနာသမီးကောင်းဇရနာများပန်းဆိုင်နိုင်ကြပါစေ။